ြန်တော့ဒီနေဟာမှာဘယ်တော့မှအပြန်မဆောက်ဘူးဒီယုံမောင်ကတည်းကဒီရဆက်ကတည်းကဘယ်တော့မှမရဘူးဒီတိုင်းမှာထားတယ်အဟုတ်အာဆိုင်လူလေးလာပါတယ်ဒီ ဆိုင်လူရဲ့ဒီ senior တွေဒီမိသမီးတွေပေါ့နော်သူတို့ဘယ်လိုမျိုး acting ဘယ်လိုလုပ်လဲပြီးရင်သူတို့ဒီ mood တွေဘယ်လိုထည့်လဲဆိုတာပေါ့နော်ဆိုင်လူအဲ့လိုမျိုးအာရုပ်ရှင်တွေတော့ကြည့်တယ်အခုအခုတော့ဆိုလဲဒီပြောတန်တော့အဲ့လိုမျိုးဆိုလဲခရုံးဝါအဲ့လိုမျိုးတွေပေါ့နော်ကြည့်ဖြစ်တယ်ပြီးရင်တခြားဒီဘယ်လိုပြောမလဲ line တွေမှာဆိုလဲကြည့်ဖြစ်တယ်ရှင်ဟုတ်ဟုတ်တယ်အာဒီနေ့ကတော့ဆိုင်လူကတော့အရင်ကတည်းကနေ model မှာလဲစုံပူတယ်ပြီးရင် may ဆိုရင်ဆိုင်လူနဲ့ model လောက်တက်ဆိုရင်တော်တော်ကြာပြီစိုင်းလူတို့အိုးအရင်ကတည်းကနေအရင်ကတည်းကနေရင်းလဲရင်းနေပြီးသားဆိုတော့လေအခုကအလုတ်ဒီ series မှာပထမဆုံးအတူတူတော့ပြန်တွဲလို့ဖြစ်မှာပေါ့နော် ဆိုင်လူဇလန်တွဲဆိုရင်ဒီဟာနဲ့ဆိုရင်တော့နှကားမြတ်ပါအာရှစ်မှာဆိုင်လူစီရီပေါ့နော်လက်တွဲဖော်လေးရိုက်ထားတယ်ဒီယတနာဘိုးနဲ့ရှင်းတင်သူပေါ့နော်ဒါရိုက်တာကတော့မတ်ပွင့်မှာရိုက်ထားတာပါအာဟုတ်ပါခဲ့ပါတယ်ဒါဆိုင်လူတွဲလည်းအရင် challenge ဖြစ်တာပေါ့နော်ဒီ model ကနေဒီရုပ်ရှင် line တွေကိုပြောင်းလာတယ်ဆိုတော့လေ อืมဟုတ်အာရုပ်ရှင်ကတော့ဒီပေါ့နော်ဆိုင်းလူလည်းအရင်ကြီးတော့အကျွမ်းကြီးတော့မဟုတ်ပေမဲ့ပေါ့နော်ဒီအဓိကတော့သူတို့အဲ့လိုမျိုးစိတ်ခံစားပေါ့နော် mood အတိုင်းပေါ့နော် character တဲကိုဝင်နိုင်ဖို့အတွက်ရေပြီးတော့ mood ကိုတခြားလေးဝင်သွားဖို့ပေါ့နော် အာဟိုအကြီးကတော့ဒီ acting ပိုင်းနေပေါ့နော်ခဏပြောလို့ပဲဒီ character ထဲမှာကိုကတကယ်ကိုဝင်သွားတယ်ဆိုရင်တော့ပြဿနာမရှိဘူးနော်အဲ့ character ထဲကိုဝင်ဖို့အတွက်စိုင်းလူတို့ကဒီစိတ်လဲစိတ်ရောအဲ့လိုမျိုး mood တွေပြန်ထည့်ရတာပေါ့နော်အဲ့တကူတော့နည်းနည်း challenge တော့ဖြစ်တယ်ဖြစ်တာပေါ့အဲ့လိုကတော့အစအစပိုင်းဆိုတော့အဲ့လိုတော့ရှိတော့ရှိတယ်ပြီးတော့စိုင်းလူကလည်းအရင်ကတည်းကနေဒီတိုင်းရင်းသားဆိုတော့လေစကားကကြတော့အဲ့လိုမျိုးလုံးစိတ်ပတ်စိတ်တော့တေချာတော့တိတ်တော့ မပြောအဲ့လိုမျိုးတိတ်ပြောလို့မရှိဘူးပေါ့နော်အိမ်မှာဆိုလည်းတခါလေးတိုင်းကချင်လို့လည်းပြောဖြစ်တယ်ဆိုတော့လေအဲ့တခုတော့ဆိုင်းလူတော်တော်နည်းနည်းလေးတော့ခက်ခဲတော့ရှိတယ်အဲနည်းနည်းအဲ့လိုမျိုးတတိထားရတာပေါ့နော်အိမ်မြန်မာစကားလေးတွေကိုအဟောဒီ character ကြတော့လေဆိုင်းလူတို့ပြောထားတာကြာပြီဒီ character ကိုစပြီးပြောကြရနေဆိုင်းလူကစိတ်ဝင်စားတယ်ဒီဒီဒီဆိုင်းလူတို့ဒီ၃ယောက်ပေါ့နော်ဆိုင်းလူမေရောဒီရောဆိုင်းလူတို့၃ယောက်ဒီ model ပုံစံလို့ပေါ့နော်အဲ့လိုမျိုးခါဆိုတော့ အစကလေးကနေလဲစိတ်လဲအရင်ဝင်စားတယ်အဲ့အတွက်ကြောင့်မလို့လက်ခံဖြစ်သွားတာပါအဲဟုတ်တယ်ဘာလို့ဆိုတော့လေအားလုံးစိတ်ဝင်စားလိမ့်မယ်ပြီးတော့အကုန်လုံးကဆိုင်းလူ၃ယောက်လုံးကလဲမော်ဒယ်မော်ဒယ်လေးဖြစ်တဲ့ခါဆိုတော့အားလုံးကြိုက်မှာပါအားဟုတ်အားဆိုင်းလူလေ့လာပါတယ်ဒီဆိုင်းလူရဲ့ဒီစီနီယာတွေဒီမိသမီးတွေပေါ့နော်သူတို့ဘယ်လိုမျိုး acting ဘယ်လိုလုပ်လဲပြီးရင်သူတို့ဒီ mood တွေဘယ်လိုထည့်လဲဆိုတာပေါ့နော်ဆိုင်းလူအဲ့လိုမျိုးအာရုပ်ရှင်တွေတွက်ကြည့်တယ်အခုအခုတလောဆိုလဲဒီရောတန်လို့အဲ့လိုမျိုးဆိုလဲခရင်းဝါအဲ့လိုမျိုးတွေပေါ့နော် ကြည့်ဖြစ်တယ်ပြီးရင်တခြားဒီဘယ်လိုပြောမလဲ line တွေမှာဆိုလဲကြည့်ဖြစ်တယ်ရှင်းဟုတ်တယ်အာဒီနေ့ကတော့စိုင်းလူကတော့အရင်ကတည်းကနေ model မှာလဲစုံပူးတယ်ပြီးရင်မေဆိုရင်စိုင်းလူနဲ့ model လောက်တယ်ဆိုရင်တော်တော်ကြပြီစိုင်းလူတို့အိုးအရင်ကတည်းကနေအရင်ကတည်းကနေရင်းလဲရင်းနေပြီးသားဆိုတော့လေအခုကအလုတ် ဒီ series မှာပထမဆုံးအတူတူတော့ပြန်တွဲလို့ဖြစ်မှာပေါ့နော်အဲအခုအရင်တော့ဆို show ပွဲတွေကလည်းအများလည်းများတယ်ပြီးရင်ကိုယ့်ရဲ့ fashion တွေ designer တွေပြီးတော့ make up look တွေအဲ့လိုမျိုးတွေရှိတယ်ပြီးတော့အရင်တော့ဆိုလေ magazine ခက်လေ magazine ခက် magazine cover ခက်အဲ့လိုမျိုးရိုက်ခဲ့ရတဲ့ editorial အဲ့ဒါတွေတော့အရင်တည်းရတယ်အခုကျတော့ဒီ editorial ကျတော့တိတ်လဲဟိုကိုယ့်ပါကကိုရိုက်ဖြစ်တဲ့ဟာပဲရှိတော့တာလေပြီးရင် magazine တွေလည်းမရှိတဲ့ခါဆိုတော့ နည်းနည်းအဲ့အဲ့တခုတော့ရှိတာပေါ့နော်ဆိုင်းလူတွေကအရင်ကတည်းကနေ online ဆိုရယ်ဆိုင်းလူဆိုရင်ကုညီမလေးလိုပဲဆိုင်းလူအမြဲတမ်းအာတွင်တင်ဆုံးမလာပြောစရာရှိရင်ပြောတယ်ပြီးရင်ဒီအလုပ်တွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့လိုမျိုးလဲအကြံပေးတာရှိရယ်ပေါ့နော်ဒီ series နဲ့ပတ်သက်ပြီးတော့လဲပြောဖြစ်တယ်ဆိုင်းလူကပြောဖြစ်တာပေါ့နော် series ရိုက်ဖြစ်မယ်ဆိုတဲ့ခါကျတော့အကောင်းဆုံးရုပ်ဆောင်ဖို့အတွက်ပေါ့နော်အဲ့လိုမျိုးအချင်းချင်းအားပေးတယ်ဟုတ်တယ်တမီးလေးခင်မလေး ့ခေမားတို့မဆိုင်လို့ဒါတို့ကတော့အဲဆီနီယာတို့ပြောလို့အောင်ရအောင်မော်ရယ်မှလည်းဆိုတို့အရင်ဝင်လာခြင်းနော်ဟုတ်တယ်ဟုတ်တယ်ဆိုင်းတူရဲ့ဆီနီယာတွေပဲအကုန်လုံးအကုန်လုံးအိမ်နောက်တောင်လာဆီနီယာရဲ့ဆီနီယာဟုတ်ဂျူနီယာလေးလေကဲရွေးနေရလားကွာမရွေးပါဘူးအေးစစ်စစ်ပါပဲစိုက်လို့ပါဒီခဏပြောလို့ပဲအလုတ်ကိုပဲအာယုံစိုက်နေရပါတခြားဟာတွေတော့မစဉ်းစားသေးပါဘူးအမက်လည်းပြောလို့လည်းမရဘူးကွာเนาะအချိန်တိုင်းနဲ့တွေ့ရင်တွေ့မှာပေါ့ဟုတ် က်ချင်ခါကြတော့ဒီကိုလုတ်ချင်တဲ့ဟာမျိုးတွေဘယ်လောက်ထိရှိလဲနေလို့လို့ပဲပါလားဒီပညာနဲ့ပတ်သက်လို့အာအနုပညာနဲ့ပတ်သက်ရင်ဆိုင်းလို့အရန်တော့လေကိုလည်းဝါသနာပါလို့ပဲဒီဒီအချိန်လေးကိုပေါ့နော်တကယ်ကိုလှုပ်ဖြစ်တယ်ပြီးရင်ရီမန်ချက်ကတော့ဆိုင်းလို့လှုပ်ပြီဆိုတာနဲ့ပေါ့နော်စူးစမ်းလှုပ်ပြီဆိုတာနဲ့တော့စက်တိုက်အဆုံးထိတော့လှုပ်ဖို့တော့ရှိတယ်ခဏပြောလို့ပဲပေါ့နော် အချိန်ကြီးကကြတော့တွေ့ရင်လည်းတွေ့လာမှာပေါ့နော်ဒါပေမဲ့အခုချိန်တော့မတွေ့သေးပါဘူး တယောက်တည်းပဲအကောင်းဆုံးအလပဆုံးတောက်ပါမယ်လေမဟုတ်လားရွေးရခက်နေရအောင်ဟုတ်တယ်လားအဲ့လိုတော့မဟုတ်ပါဘူးရွေးရလည်းမခက်ပါဘူးစိုက်လို့အေးစေးပါပဲစိုက်လို့ခုတလောပါလေ reality show တခုရိုက်ထားတယ်အဲ့ influencer show အဲ့မှာဆိုရင်တော့စိုက်လူရဲ့ reality ကိုတကယ်တော့မြင်ရမယ်တဲ့စိုက်လူရဲ့ personality ဘယ်လိုမျိုးလဲဆိုတာပေါ့နော်စိုက်လူအာတကယ်တမ်းဆိုရင်တော့နည်းနည်းတော့အာစကားတော့နည်းနည်းပြောတယ်ကိုရင်းနှီးတဲ့သူတွေရှေ့မှာဆိုရင်တော့လေအရင်အဲ့လိုမျိုးအရင် ကားများတယ်ပေါ့เนาะဒါပေမဲ့အဲ့လိုမသိရသူဆိုမှဆိုရင်တော့ကိုယ့်အနေကိုအေးအေးဆေးဆေးနေရ။အာရှိရယ်ဆိုင်းတို့ဒီ series နဲ့ပတ်သက်ပြီးရောဆိုင်းတို့ဒီ stylist တွေနဲ့လည်းတိချာဟိုဒီ character နဲ့ဟိုဝင်အောင်ပေါ့เนาะဒါပေမဲ့ဒီဒီဒီ production ဘက်ကလည်းအရန်ကိုလုံးဝ organize ဖြစ်တယ်။ဆိုင်းတို့တို့အကုန်လုံးလာပြီးသားပေါ့နော်ဒီဆိုင်းတွေကာရက်တာနဲ့ဘလို့ဒီဆိုလဲဘလို့ကာရက်တာနဲ့အကုန်လုံးအကုန်လုံး organize ဖြစ်တဲ့အတွက်ကြောင့်မလို့အရန်လည်းအဆင်ပြေရယ် အဆိုင်လူပေါ့နော်ဒီ series ကမှဆိုင်လူတို့ဒီ၃ယောက်ပေါ့နော်အကောင်းဆုံးလည်းဆိုင်လူတို့အာဆိုင်လူလူ season ထားပါတယ်ပေါ့နော်အဲ့တော့ကြောင့်မလို့ဆက်လက်ပြီးရောလဲဆက်ဆက်ပြီးရောအပေးကြပါဆိုင်လူကိုမတူတဲ့ character တမျိုးတစ်ယောက်နဲ့တွေ့မြင်ရလိမ့်မယ်ပေါ့နော်အဲ့တော့လဲအပေးကြပါလို့ပြောချင်ပါတယ်